။တတိတိချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်တငယ်ချင်းတို့ကို2025 19ကြိမ်အတွက်တတရမြောက်ဖိုင်ဆိုင်ပြီးပေါ့နော်။အားလုံးနဲ့ကျွန်တော်တငယ်ချင်းတို့ကိုမိတ်ဆက်ပေးတင်ပါတယ်။ဒီစာလေးရဒီတစ်ပတ်အတွက်ကျွန်တော်တင်တဲ့တတရမြောက်ဖိုင်ဆိုင်ပြီးပေါ့နော်။ကျွန်တော်လည်းဒီတစ်ချက်လိုက်ပြီးတော့လေ့လာကြည့်ကြည့်ပါဦး။ သူရဲ့အလုံးလုံးတဲ့ပုံစံဘယ်လိုလဲဆိုတော့သူကတော်ဒီအပူခွာကနန်းပေါ့နော်အပူခွာကနန်းဒီ80ခွန်မှာကျွန်တော်တို့လေးလာကြည့်လိုက်80ခွန်မှာဒီအပူခွာကနန်းပေါ့ပြမခွန်ခွန်3ဆိုရရှိတယ်နော်ခွန်ခွန်3ဒီ80ခွန်ဆုံးတဲ့နှစ်ထဲကအပူခွာကနန်းတကွက်ခွန်ခွန်3မဲတော့တခြားမထွက်တဲ့ဟာတွေတော့ကျွန်တော်မပြတော့နော်အဓိကထွက်တဲ့ဟာကိုကျွန်တော်ပြပြလိုက်ခွန်ခွန်3အပူခွာကနန်း အဲ့ဒီခွန်ခွန်တော့ဆိုရကနာအဲ့ဒီငါးဆွန်းနဲ့နှစ်မှာသူပြန်ပြီးတော့ပြန်ပြီးတော့ကစားပြီးတယ်ပေါ့နော်ခွန်တော့ခွန်အဲ့လိုပဲနော်ဒါခွန်ဆက်ခွန်ခွန်ဆက်ခွန်အပူခွားကနာတကွက်ဟာဒီချစ်စင်နဲ့ငါးမှာသူပြန်ပြီးတော့ပို့ပြီးတယ်နောက်တစ်ခါခွန်ဆက်ခွန်ပြီးရင်ချစ်ဆက်ခွန်ချစ်ဆက်ခွန်မှာကြတော့မနှစ်ကွက်ထွက်ပြီးတော့ငါးလေးလေးရယ်သုံးထွိုင်အပူခွားကနာနေနော်ငါးလေးလေးသုံးထွိုင် ဲ့ကောင်တွေကဘယ်လိုထွက်မလဲ90နဲ့9မှာ90နဲ့9မှာဒီမှာ4 5 4တခွက်ပြန်ထွက်တယ်နောက်သူ့ရဲ့အောက်ဆင်းလိုက်ရင်ဒီမှာ3ထွက်ပြီးမှာထွက်တယ်နော်အဲ့နှစ်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 ပြီးသွားပြီနော်89 89နောက်တော့ခါ90နဲ့9 90နဲ့9လည်းအပူခွက်ကနေ90နဲ့9လည်းအပူခွက်ကနေတခွက်မှာ999နော် ဒီ99ဆိုတဲ့အဘူဖကဏန်ဟိုလေဆိုတော့2005မှာနော်ဒီ2005ခုနှစ်မှာ2005မှာ2005မှာသူပြန်ထွက်ပြီတယ်နော်ဒါကျွန်တော်တို့ပွဲစဉ်3ခုရှိတော့နော်နောက်တစ်ခါ2009နဲ့အဘူခကဏန်ပေါ့2009နဲ့အဘူခကဏန်မတင်ငါတင် ဒီတင်ငါတရဲ့သူရဲ့ဒီ၄ပင်ကျော်က336ပဲအဲ့ဒီတင်ငါတ336ကတဲ့2015မှာဘူးခကနံပေါ့နော်တင်ငါတရဲ့တော့သူအောက်ဆင်းလိုက်ဒီမှာ363ရဲ့နောက်နှစ်ခွက်ထွက်ပြီအဲ့တော့အခုပြခဲ့တာအားလုံးပွဲစဉ်၄ခုရှိပါတယ်အခုဒီ2019ရာဘူးခကနံကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်လိုက်တော့ဒီမှာ မတကွက်တွေ့တယ်တတိချောက်အဲ့ဒီတတိချောက်ကကျွန်တော်တို့25မှာမထွက်သေးဘူးနော်တတိချောက်တကွက်တွေ့တယ်256တကွက်တွေ့ဒီကောင်လည်းမထွက်သေးဘူးနော်နောက်တက်ပြီးတော့လေးလာကြည့်လိုက်တော့မနှစ်နှစ်လေးအဲ့ဒီနှစ်နှစ်လေးလည်းကျွန်တော်တို့25မှာမထွက်သေးဘူးနော်နောက်တကွက်ဆက်ဆင်ကြည့်လိုက်တော့ဒီမှာ64၄ကိုလေးလည်းမထွက်သေးဘူးသူရဲ့နှစ်ပြန်ဆက်ဆင်းလိုက်တော့၃ည၃ည။ပူးခွက်ကနန်းဟာဒီ၂၀၁၇မှာဒီ၅ခွက်ရှိတယ်နော် 3935494224နောက်သူအပေါ်ဆက်တက်လိုက်ရင်656နောက်ပေါ်ဆက်တက်လိုက်ရင်116 5ခွက်နော်116ရယ်656ရယ်ဒီ114ရယ်494ရယ်3935ရယ်အဲ့ဒီ5ခွက်အပူဖောက်ကဏ္ဍနေရတဲ့25မှာတကွက်တော့ထွက်ပြရမယ်ကိုကတကွက်မှမထွက်သေးဘူးနောက်အဲ့ကြတော့ဒီကဏ္ဍအပူဖောက်တွေကဘယ်ကဏ္ဍလဲဘယ်နေရာမှာကြာနိုင်မလဲပေါ့နော် အဲ့ဒါလေးကိုကျွန်တော်လေ့လာထားတာလေးရှိတယ်အဲ့ဒါလေးကိုတကယ်ကျွန်တော်ရှင်းပြချင်ဒီ file လေးကိုနှင်ပြလိုက်ရပြီဖြစ်ပါတယ်နော်ကဲဟုတ်ပြီအဲ့ကြတော့သူကထူးခြားတာဘယ်လိုလုံးဆိုတော့အဓိကဒီ၅ပါးသောအပူခွာပေါ့နော်၅ပါးသောအပူခွာကိုသူကပြန်ထွက်ပေးတာများတယ်ဟုတ်ပြီ၅ပါးသောအပူခွာလို့ပြောတယ်ဒီမှာကြတော့ဗျာခွန်သုံးခွန်ကြီးထွက်နေတယ်ဒါဘယ်လိုလဲပေါ့နော်အဲ့ဒါကဘယ်လိုလဲဆိုတော့ဒီခွန်သုံးနဲ့နှစ်ခွန်သက်ခွန်မှာ ငါးပါသောပူခွက်ဒီလက်ငါးပါသောပူခွက်မရှိဘူးဒီမှာလေးခွန်လေးမရှိရဲ့နော်အဲဒီမှာလည်းမရှိဘူးနော်အလားပြန်ထွက်တဲ့ကနေအောင်ပြောတာနော်ငါပါသောပူခွတ်မရှိဘူးလေနော်ငါပါသောပူခွတ်မရှိနော်ငါပါသောပူခွတ်မရှိဘူးအဲ့လိုမရှိရတဲ့အတွက် तू ကဒီမှာအပူခွတ်ကနေတစ်ခွက်ကိုပဲ तू ငါးဆွန်းနဲ့နှစ်ကိုပြန်ထုတ်ပြီးသွားတယ်နော်။အဲအဲစစ်သက်ခေါ်မှာကြတော့ဒီငါးပါတော်အပူခေါ်တော့ငါးလေးလေးရှိတယ်နော်။တခြားကဏ္ဍနေလည်းရေကျွန်တော်ကအခုကထွက်တဲ့ဟာကိုပဲပြလိုက်တယ်နော်။ဒီငါးငါးလေးလေးပေါ့နော်။အဲငါးလေးလေးကိုဒီပြန်ထွက်ပြီးငါးပါတော်အပူခေါ်ခုနည်းတူပါပဲ69မှာငါးပါတော်အပူခေါ်ငါးပါတော့ဘူးပါတော့ငါးငါးပေါ့နော်အဲ့ဒီငါးငါးကိုသူဒီ ငါးမှာသူပြန်ထုတ်ပြထားတယ်နော်။အဲဒီ2000ခွန်မှာလည်းအဲ့လိုငါးပါသောပူခွငါးပါသောပူခွတင်ငါးတက်နော်အဲ့ဒီတင်ငါးတက်ကိုသူဒီ2015ဟိုပြန်ထုတ်ပြတယ်။အဲ့လိုဆိုရင်2000ခွန်မှာငါးပါသောပူခွဘယ်နှခွက်ရှိတုံးတော့ဒီကောင်မပေါ့။656တခွက်ရှိတယ်။နော်အောက်ကိုစဉ်းကြည့်လိုက်ရင်3 3 5တခွက်ရှိနှစ်ခွက်ရှိတယ်ပေါ့နော် အဲ့ဒီနှစ်ကွက်656နဲ့3935နော်အဲ့ကောင်ပို့ပြီးအားကောင်းတယ်ပေါ့ဗျာနော်ဟုတ်ပြီ तू อ่ะအဲ့ကနန်းနေကို तू อ่ะဘယ်အချိန်မှာထွက်လေထွက်ထားရှိတုံးဆိုတော့ကျွန်တော်ဒီမှာခွန်ခွန်တော့နော်အဲ့ဒီခွန်ခွန်တော့မှာဒီ75မှာစထွက်တော့ဘယ်အချိန်မှာထွက်တုံးဆိုတော့နှစ်ကြိမ်၄ကြိမ်၆ကြိမ်၈ကြိမ်၉ကြိမ်နော်ဒီအချိန်လေးကိုမှတ်ထားလိုက်၉ကြိမ်နော်၉ကြိမ်မှာထွက်တယ် Koo jeeng matro dee, aadha kaa Di matro dee gao, na jeeng le jeeng, no? Le jeeng Na ao koo sa sing jeeng, chao che se, sa ne sa li sa nga, sa nga jeeng, no? Maa le jeeng, maa sa nga jeeng Opa maa koo jeeng, koo le nga, no? Koo le ။ဟောဒီ2015မှာပို့ထားတဲ့ဒီတင့်ငါတက်ကပဲချိန်မှာထွက်တယ်။နှစ်ချိန်၄ချိန်၅ချိန်။၅ချိန်မှာပဲထွက်တယ်။နောက်သူ့အောက်မှာဆက်စင်းနဲ့363ဟာပဲချိန်မှာထွက်တယ်။ဒီကောင်က၅ချိန်ဆိုတော့6 7 10 12 13 15 15ချိန်နော်။၄ခု၅အကျင့်ဒီမှာပဲထွက်တယ်။အဲကြတော့၄ခု၅အကျင့်ဆိုတော့ကျွန်တော်တို့ကဒီအခု၁၉ကျင့်ကအကျုံးဝင်တာပေါ့နော်၁၉ကျင့်နောက်၂၄ကျင့်နော် ဒီ6လေး5အကြိမ်ဒီမှာထွက်တယ်နော်19ကြိမ်နော်ဟုတ်ပြီသူထွက်ပုံထွက်နေလေးကိုလေ့လာကြည့်ရအောင် तू ကဒီတကွက်ထဲထွက်တဲ့အချိန်ဆို तू က तू ကစီးဆက်ပုံစံမျိုးသွားတယ်စီးဆက်ဆိုတာကဒီလိုပေါ့အပေါ်သုံးမင်တက်လိုက်တယ်သုံးမင်တက်တဲ့ကိုပြီးအဲအဲ့ဒါစီးဆက်ပုံပဲလीနော်တပင်နှစ်ပင်သုံးမင်တက်တယ်သူနဲ့တန်းတန်းဒီ9ဆောင်းနဲ့နှစ်ကိုပြီးတယ်နော်ငါသုံးမင်တက်တာနော်နောက်ဒီ9လေးလေးကိုပြန်ထုတ်တဲ့ပုံစံကြတော့ ။တပင်းတပင်းသုံးမလေးပင်ဆိုင်တာနော်။တပင်းတပင်းသုံးမလေးပင်ဆိုင်ပြီးတော့တစ်ကျဲတဲ့ဦးပြီးရ။ဟုတ်ပြီနော်ငယ်ချင်း။အစည်းသက်ပဲ။နော်ဒီလိုလေးပင်ဆိုင်ပြီးတော့မှဒီဘက်ကိုတဲ့တဲ့ပြီးရ။နော်။ဒါဒီခွန်ကနေပြီးတော့ဒီငါးကိုပို့။ဒီငါးငါးကိုထွက်တော့လေအဲ့လိုပဲနော်။ဦးသက်ခွန်မှာငါးငါးကိုထွက်တော့လေ။ဥဒကောမထွက်တဲ့ဒီငါးငါးခုဒီကောင်လည်းစည်းသက်ပုံပဲဒီနော်တပင်းတပင်းသုံးမယ်ဆိုင်နော် သုံးမယ်ဆိုရင်ပြောမယ်သူဒီဘက်ကိုတဲ့တယ်ပြီနော်အဲ့ဒါဈေးတဲ့ပဲအပေါ်သုံးမယ်အောက်သုံးမယ်သုံးမို့လေးပဲပေါ့ဗျာနော်ဟုတ်ပြီနောက်ဒီ2000မှာထွက်တဲ့ကနေနော်ဒီတင်ငါတက်ကတော့ထားလိုက်တင်ငါတက်ကသူကဒီကနေဟုတ်ဒီကိုပြေးတာပေါ့နော်ဒီတင်ငါတက်နောက်ဒီမှာဒီ33ရှောက်သောနာပုံစံနော်ဒီ33ရှောက်ကအထက်ကို3မယ်ပေါ့ဗျာအပြင်နှစ်ပြန်3မယ်3မယ်တပြေးမှဒီကိုပြေးတယ်နော်ဒီကိုပြေးတယ် ဟုတ်ပြီအဲ့ကြတော့အခုလာမဲ့ကောင်ကဘယ်ကောင်လဲပေါ့ဗျာနော်ဟုတ်ပြီကျွန်တော်အခုဒီပွဲစဉ်အားလုံးအခုက၄ခုမှန်ခဲ့ပြီဗျာအခုကျွန်တော်တို့ဒီ2025အတွက်ဆိုရင်ဒါ၅ခုမြောက်ပေါ့နော်ဟုတ်ပြီအဲ့ဒီထဲမှာကျွန်တော်ကဘယ်ကောင်မှန်ထားတော့ကျွန်တော်ဒီမှာ005နော်005ကိုကျွန်တော်မှန်ထားတယ်နော်ဒီကောင်အထက်ကိုတစ်ပြင်တစ်ပြင်သုံးပြင်လေးပြင်တဲ့မယ်ဒီတက်တဲ့ကိုပြေးပြီနော်ကဲဟုတ်ပြီ ီ၃နဲ့၃ညာငါမှန်းလို့ရတယ်ဒီကောင်လည်းမှန်းလို့မရဘူးလေဒီကောင်လည်းမှန်းလို့ရတာပဲနှစ်နှစ်လေးနော်ဒီနှစ်၃၄ပင်သိမ်ပြမတလို့ပြင်းရင်ရတယ်နော်နှစ်နှစ်လေးဒါပေမဲ့ကျွန်တော်ဒီ၃နဲ့၃ညာငါကိုဘာလို့ဖမ်းထားလို့ဆိုတော့အကြောင်းပြချက်လေးတွေတသက်ပြချက်လေးတွေရှိတယ်နော်အဲ့ဒါလေးတစ်ချက်လေးလာကြည့်အောင်ကျွန်တော်အခုဖြစ်စဉ်ငါကို၃ခုလည်းကျွန်တော်ပြန်ရှုပ်လိုက်မယ်နော်၃ခုလည်းပြန်ရှုပ်လိုက်မယ်ကောင်းကူလည်းပြန်ချုပ်လိုက်မယ်ဆိုတော့ဒီခွန်ခွန်3ကနေစကြည့်လိုက်။နော်ခွန်ခွန်3ခွန်စက်ခွန် ဒီကွန်ကွန်တုံးရဲ့ဇောင်းပါတဲ့နော်ဒီဘက်60နဲ့နှစ်မှာ83နော်73တုံးတစ်ခုကျော်ရင်76နော်73တွေတပင်ကျော်ရင်76သူ့ရဲ့ကြားထဲမှာရှိတဲ့ကွန်ထိတ်ကကွန်ဘူးနော်ကွန်ထိတ်ကကွန်လို့ဘူးတယ်ကွန်လို့ဘူးပြမှဒီနောက်နှလုံး30အားတဲ့တပင်နှစ်ပင်3ပင်ကျော်ရဲ့ဒီနောက်နှလုံး30အားနောက်နှလုံး30လို့ကြားရဲတဲ့နော်ပြန်ပြောမယ်နော်ဒီကွန်ကွန်တုံးရဲ့ဇောင်းပါ 83တွဲရှိတယ်။အဲ့83ကိုတပင်ကျော်ရင်76တွဲရှိတယ်။ဂျားထဲမှာခွန်ထိတ်အဲ့ဒီခွန်ထိတ်ကခွန်ခွန်လို့လာပြေဘူးဘူးပူပြီးတော့မှဒီနောက်နှလုံး30ဟာတဲ့တပင်တပင်3ပင်ကျော်ရဲ့ဒီနောက်နှလုံး30ဒီကိုပြန်ကြအဲ့ဒီခွန်ခွန်3ဆိုတဲ့ကဏန်းစီတဲ့75မှာသူပြန်ဖို့မယ်တဲ့နော်ဒီ75မှာပို့မယ်ချိန်မှာဒီ3ဆုံးနဲ့နှစ်ပါတဲ့၄ထိတ်6ထိတ်အဲ့လို၄ထိတ်6ထိတ်တန်းပြီးတော့ ခွန်သုံးခွန်ပြန်ပို့မယ်တဲ့နော်အဲ့ဒီခွန်သုံးခွန်ဒီခွန်သုံးခွန်ဒီခွန်သုံးခွန်ဆောလာဖြစ်စဉ်လေးကြီးကြောင့်နော်ကျွန်တော်အဲ့ဒါဒီပေါ်စဉ်၅ခုကို၃ခုတည်းပြန်ပြန်ရှုံပြရတယ်နော်အငယ်ကျွန်တော်အကွက်လဲကျုံစီကျွန်တော်ပေါ့နော်ဟုတ်ပြီအဲ့လိုဆိုဒီ89ကိုကျွန်တော်တို့20ပေါင်းမယ်20ပေါင်းမယ်90ခွန်သွားမယ်နော်90ခွန်ဒီကြားလေးကကြီးငါးလေးလေးကြီးကောင်းလေးကျွန်တော်မကြည့်တော့နော် ဟုတ်ပြီ90နှစ်20ပေါင်းမှာ90ခွန်ကိုနှစ်20ပေါင်းတော့90ခွန်အဲ့ဒီ90ခွန်မှာလည်းအဲ့လိုပဲနော်ဒီ99ဆိုတဲ့ကဏ္ဍကြားဖို့ကြာနေသူ့ရဲ့ဇောင်းမှာ83တွဲရှိတယ်အဲ့ဒီ83ကိုတပင်ကျော်လိုက်ရင်76တွဲရှိတယ်နော်83 76ဂျားထဲမှာရှိတဲ့9ထိပ်အဲ့ဒီ9ထိပ်ကရှိဘူး9ဘူးဘူးနော်ဒီ9ထိပ်ကရှိဘူးဘူးပြီးရင်နောက်နှလုံးလေး အဲ့ဒီနောင်နှလုံးလေးဟာသူ့ရဲ့အထက်တစ်ပင်နှစ်ပင်သုံးပင်ကျော်ဟာဒီနောင်နှလုံးလေးကိုနောင်နှလုံးလေးလို့ပြင်ချပြီနော်83တွဲနော်တပင်ကျော်မှာ76တွဲဈာရဲက9ထိပ်က9ဘူးဘူးအဲ့လို9ဘူးဘူးတဲ့အချိန်မှာနောင်နှလုံးလေးဟာသူ့ရဲ့တပင်နှစ်ပင်သုံးပင်ကျော်ဟာဒီနောင်နှလုံးလေးကိုသူကဒီလိုပြင်ချနော်၅ဘူးရှိပြီဆိုမှတော့နောက်နှလုံးလေးဆိုတော့၅၅ခုပေါ့ဗျာနော်အဲ့ဒီ၅၅ခုဟိုတဲ့ကျွန်တော်ကဟောနာပုံစံလိုက်ပေါ့ဗျာနော် ီ99ခုကိုတော့ဒီနေရာမှာပြန်ထုတ်တယ်။ဘယ်ချိန်မှာထုတ်ဆုံးဆိုတော့ဒီသန္ဓေကျွန်တော်ပြောခဲ့တဲ့3ဆုံးနဲ့နဲ့နော်3ဆုံးနဲ့နဲ့လေးထိပ်6ထိပ်နော်အဲ့ဒီလေးထိပ်6ထိပ်ရဲ့တပင်းတပင်းသုံးပင်မှာဒီ99ကိုပြန်ထုတ်တယ်နော်ဟုတ်လားကျွန်တော်တို့ပြောခဲ့တဲ့ဒီစည်းဆက်ပုံစံလည်းညီတာပေါ့ဗျာနော်စည်းဆက်ပုံစံ ဒီဒီကောင်းရဲ့ဘောကနေ1 2 3 4 5 6 7 9เนาะဒီစီးသက်ပုံစံလေးလည်းဖြစ်သွားတယ်เนาะဟုတ်ပြီအကြတော့ဒီ90ကို90ကို90ကို120ပေါင်းလိုက်တော့79 2019ကိုရောက်တယ်เนาะ2019 2019မှာเนาะဒီ2019မှာစောလဖြစ်စဉ်အတိုင်းခြေရဖြစ်စဉ်တွေအတိုင်းဆိုရင်ဒီတုံ့တုံ့ငါပဲလုပ်လို့ရမှာ ဘာဖြစ်လို့လဲဆိုတော့ဒီ3ရက်3ရက်ဆောင်းမှာ83အတွဲနော်အဲ့ဒီ83အတွဲကိုနော်ဒီ83အတွဲကိုတစ်နှစ်တစ်ပင်ကျော်ရင်86အတွဲနော်83 86ကြားထဲမှာ3ရက်ထိပ်အဲ့ဒီ3ရက်ထိပ်က3ရက်လို့ပူချိန်ဘူးဒီနောက်နှလုံးကဘယ်ရလာတစ်ပင်တစ်ပင်3မီလီယံဒီနောက်နှလုံးအဲ့ဒီနောက်နှလုံးကားဒီမှာနောက်နှလုံးကားလို့ကြာဒီ၃ညာ၃ညာဘီရိုဘီရိုဖတ်အဲ့ဒီနောက်ကိုပြန်ထုတ်ပါမယ်နော် ီတုံတဲ့တုံညာကဘယ်ချိန်မှာထုတ်သောနာပုံစံတိုင်းပဲ၄နဲ့6နဲ့တန်းတဲ့ချိန်နော်၄နဲ့6နဲ့တန်းတဲ့ချိန်တပင်းတပင်းသုံးမိဒီနေရာမှာတုံတဲ့တုံညာ၅လို့ထုတ်အဲ့ဒီချိန်မှာကျွန်တော်တို့သောနာဒီသီးသက်ပုံစံလည်းအကျုံးဝင်တယ်လीနော်သီးသက်ပုံစံဒီပါဒီတုံတဲ့တုံညာနော်ဒီကနေဒီလိုတက်ပြီးဒါသီးသက်ပုံစံနော်ဒီမှာတော့၄ပင်ပေါ့ဗျာနော်လေးပင်ဖြစ်စင်ရလဲကျွန်တော်တို့ဖြစ်ခဲ့တယ်နော်ဒီ၄၅၅တော့ကဖြစ်ခဲ့တယ်နော်ဒီ၄၅၄တော့ကဒီမှာ ဟုတ်ပြီနော်အဲ့ဖြစ်စင်ပြီနော်အလုံးချုပ်ပြီးတော့ပြောလိုက်ရင်ဒီခွန်ဆုံးနဲ့နှစ်ထဲကဒီခွန်ခွန်သုံးဆိုတဲ့ပူခွားကဏ္ဍဟာငါးဆုံးနဲ့နှစ်ကိုပို့တယ်နော်နောက်တကဒီခွန်ဆုံးနဲ့နှစ်ကဒီငါးလေးလေးဟာ95ကိုပို့တယ်နောက်တကခွန်ဆုံးနဲ့နှစ်ကဒီ99ကိုနော်ဒီ99ကိုဒီမှာ99ဆိုပြီးပြန်ပို့တယ်နော်အဲ့ဒီပုံစံအတိုင်းပဲဒီမှာ ဒီ console နဲ့နှစ်က336ကို363လို့ပို့တယ်ဒီတင်9တင်လဲပို့တယ်နော်အဲ့ဒီတင်9တင်လဲဒီပို့ခဲ့တယ်နော်အခုဒီနောက်ဆုံးအကြိမ်ကျတော့ဒီကောင်ပေါ့ဗျာနော်အခုဒီ3ည3ည5နော်ဒီကောင်ကိုပဲကျွန်တော်ထုတ်ရှင်3ည3ည5ကိုဒီချိန်မှာနော်16ချိန်တွတ်ထွက်တဲ့အကြိမ်ဒီ6လေး5ချိန်ပေါ့နော်နောက်ဒီကနန်းလေးတွေကလည်းဒါရန်ထိုးတင်တယ်နော်လိုက်ပြီးတော့ရန်ထိုးတင်တယ်အခုက6ချိန်ပဲကျန်တော့တယ် ဒီခွန်သွန်းတဲ့နှစ်တည်းကပူခွားကနာဒီ၅ခွက်ပဲရှိတာအဓိကကတော့ဒီ၅ပါသောကနာပေါ့ဗျာနော်၃ည၃ည၅ရဲ့၆၅၆ဒီနှစ်ခွက်ကမိပေါ့နော်နောက်တတိယဦးသားပြီးရဒီကောင်ပေါ့ဒီတတိယ၆နှစ်နှစ်လေးကတော့အရန်ပေါ့ဗျာနော်အဲ့ဆက်လေးထူကြလို့တကယ်ကျွန်တော်တင်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်နောက်တစ်ခုပြောစရာရှိရဲ့ဗျာဒီ၅ပရိတ်ကကျွန်တော်တို့ဒီနှစ်ထဲမှာနှစ်ကြိမ်ထွက်ရမှာလीနော်ခဏလေး၅ပရိတ်နှစ်ကြိမ်ထွက်ရမှာ ဒီ95ခုနှစ်မှာဒါပထမ5ပြိတ်เนาะဒီအစိမ်းရောင်ကဒုတိယ5ပြိတ်เนาะဒါပထမ5ပြိတ်ဒါဒုတိယ5ပြိတ်ဒီအပိတ်ကို နှစ်ဖြစ်အောင်ဆိုရင်ဘာလို့6เนาะနောက်တစ်ခါထွက်တဲ့5ပြိတ်မှာအဲ့ဒီ6ပါတယ်ဟုတ်ပြီနော်နောက်ဒီမှာလည်းအဲ့လိုပဲစစ်စင်တဲ့5မှာဒီပထမ5ပြိတ်ဒုတိယ5ပြိတ်ဒီအပိတ်ကိုနှစ်ဖြစ်အောင်ရှစ်လို့နောက်ဒုတိယထွက်မဲ့5ပြိတ်မှာဒီရှစ်ပါ နော်အဲ့အဲ့ဒါလေးလည်းထူးခြားတော့ဒီ95မှာလည်းအဲ့လိုပဲဒါပထမ5ပြိနော်ပထမ5ပြိဒီအပိတ်နှစ်ကိုနှစ်ဖြစ်အောင်လို့တုံရတယ်နောက်တစ်ခါထွန်းမဲ့5ပြိမှာအဲ့ဒီတုံရပါတယ်ဟုတ်ပြီနော်ကြာဒီအပိတ်ကိုနှစ်ဖြစ်အောင်လိုအပ်တဲ့ gain ထည့်လိုက်ရမှာဒီ2005မှာလည်းအဲ့လိုပဲ2005ပထမဆုံးထည့်သွားကြတယ်5ပြိက953ဒီနောက်ပိတ်3ကိုနှစ်ဖြစ်အောင်လို့9လို့ နောက်တော့ကထွန်းမန်း၅ပရိတ်ကအဲ့ဒီ၉ပါပဲနော်နောက်ဒီ2015မှာထွက်ခဲ့တဲ့ဒီပထမဆုံး၅ပရိတ်က93 9ဒီအပက်ကိုနှစ်ဖြစ်အောင်ဆိုရင်9လို့ပဲနောက်တော့ကထွန်းမန်း၅ပရိတ်မှာအဲ့ဒီ9ပါမယ်ဟုတ်ပြီနော်အခုဒီမှာ2025မှာပထမဆုံးထွက်တော့၅ပရိတ်ကဒီမှာ၈9နှစ်၈9နှစ်ဆိုတော့ဒီအပက်ကိုနှစ်ဖြစ်အောင်ဆိုတော့၃ညလို့တာပေါ့ နောက်တစ်ခါလာမယ့်၅ပြိတ်မှာတုံ့ရပါကျွန်တော်ဒီဒီလေးတွေမှာလည်းဖန်ထားတယ်ပေါ့နော်ဒီ20ဒိ21ဒိသူကဘယ်ချိန်မှာတော့ဆိုတော့ဒီဒုတိယ၅ပြိတ်လာတော့မှဆိုရင်ဒုတိယ၅ပြိတ်လာတော့မှဆိုသူတောက်မှာ၈တလုံးရှိတယ်နော်အကုန်ဖြစ်တယ်အဲ့ဒါနော်၅ပြိတ်၈တလုံးရှိတယ်အစိမ်းရောင်ကဒုတိယ၅ပြိတ်နော်၈တလုံးဒီအစိမ်းရောင်ကဒုတိယ၅ပြိတ်မှာ၈တလုံးဒါဒုတိယ၅ပြိတ်မှာ၈တလုံး အဲ့ဒီမှာနော်၅ break မရှိတလို့ဒီမရှိတလို့ကျွန်တော်ကဒီ76အတွက်76အတွက်ဖြစ်တဲ့အချိန်ကိုပူထွက်တယ်ပြေနော်ဟိုဘာပူပြီးဖြစ်နိုင်တာပေါ့76လောက်မရှိတလောက်မရှိဘူးနော်မင်း၅ break မရှိတလောက်မဟုတ်ဘူးနောက်ဒီမှာကြတော့ဒီ36ကုလို့ထွက်တဲ့အချိန်ကြတော့ဒီမှာ76ပါနော်နောက်ဒီမှာ၅ break ဒုတိယ၅ break ဖြစ်တော့လဲ76ပါ ။နောက်ဒီမှာတတိယဒီမှာဒုတိယ၅ပြိထွက်တော်လဲဒီမှာ76ပဲ။အခုဒီ2025မှာကျွန်တော်ဒီချိန်ဒီချိန်ဒီချိန်ရောက်ပို့ဖြစ်နေတာ76နော်။အတုံညပါတော့၅ပြိပေါ့နော်။အခုဒီနေရာမှာတုံညတုံညငါနဲ့လာပြီးတော့တိုက်ဆိုင်မှုရှိတယ်နော်။အစလေးထူကြလုံးတကယ်ချင်းတို့ပြသပေးလိုက်ခြင်းဖြစ်ပါတယ်နောက်ထပ်ကျွန်တော်ကြည့်ရတဲ့ site လေးရှိဘူးเนาะအဲ့ဒါလေးလည်းကျွန်တော်နောက်နှစ်ရက်သုံးရက်ကြာရင်ထပ်ပြီးတင်ပေးမယ်ကဲမိတ်ဆွေတကယ်ကျွန်များအားလုံးပဲ cagão dela assim.